ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်ကြည့်ကြပါရစေ။ဒီနေ့မှာတော့ကျွန်တော်ပါတင်ဆက်ပေးသားမယ်ဆိုတော့ကျွန်တော်တို့ဒီလို2300ရဲ့ကစားပွဲတစ်ပွဲကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်။လက်ရှိကတော့ကျွန်တော်တို့ဒီကနေ့အနည်းနဲ့56ပေါ့နော်။ကျွန်တော်နောက်ဆုံးကစားခဲ့တဲ့2ပွဲကတော့အဲရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတယ်ပေါ့။ Okay ဒီနေ့ကျွန်တော်တပွဲကစားမယ်ပေါ့နော်။အဲဘယ်လိုရလဒ်ထွက်မလဲကြည့်ရပါပေါ့။ Okay အကြပွဲလေးစပြီးတော့ရှာလိုက်ပါမယ်။ အခုကကျွန်တော်ပွဲကိုကျွန်တော်ဟိုလောက်ထားတယ်ပေါ့နော် rating အကန့်အချက်အကန့်တက်လေးထားရတယ် rating range လေးထားရတယ်ပေါ့ပွဲကနည်းနည်းကြာမလားတော့မပြောတော့ရှားရတာပေါ့အဲ rating range ကိုကျွန်တော်90စီပဲထားရတဲ့အခါကျတော့โอเคจ้ะปวยอ่ะละละเสร็จแล้วชาတော့ชาနေလုံးမယ်ပေါ့เนาะဘာလို့ဆိုတော့ကျွန်တော်ဘာလို့လွတ်ထားရလဲဆိုတော့ကျွန်တော်9000ဆိုရင်ကြတော့ဟိုနည်းနည်းပဲတက်ပြီးတော့ရှုံးလို့ဆိုရင်ကြတော့အများကြီးတွေရှုံးနေရအများကြီးတွေကြာနေပေါ့เนาะအဲ့တော့じゃကျွန်တော်နည်းနည်းလေးဟိုကန့်တက်လိုက်တာပေါ့ဒီဖိုးမှာတော့ အဲ့တော့ night f6 နဲ့ပဲကစားကြည့်မယ်ပေါ့နော် night f6 night f6 မှာသူဘာနဲ့ပြန်ပြီးတော့ပြန်မယ် c4 ပေါ့ c4 မှာဆိုရင်တော့ကျွန်တော်အကင်းစင်ဒီရန်လေးကစားကြည့်မယ်ဗျာအကင်းစင်ဒီရန်ဆိုတော့ g6 ကပေါ့နော်အဲ g6 နဲ့ကစားကြည့်လိုက်မယ်ကင်းစင်ဒီရန် ျွန်တော်ကင်းစင်ရင်းနဲ့ကစားပြပါလို့ပြောထားရတဲ့ရှိရဲ့ဆိုတော့เนาะ Bishop G7 တက်မယ်သူက E4 တက်မယ်ပေါ့ E4 တက်တော့ကျွန်တော်မင်းရနေပြီးတော့ D6 ပဲတက်ကမှာပေါ့เนาะဒါတော့ E5 မှတ်တက်နိုင်အောင်တားထားတယ် F3 ရဲ့ F3 ရဲ့ idea တော့အဲသူက Bishop E3 တွေ Queen D2 တွေလောင်းပြီးတော့ Long Castle များလောက်မလားပေါ့เนาะဟုတ်ပြီအဲကျွန်တော်က Castle မဲ့လောက်ကတော့မှာပေါ့ဒါတော့အဲပြီးတော့ကျွန်တော်ကျွန်တော်လည်းအဲ Knight B D7 ထွက်မယ်ပြီးရင်ကျွန်တော် C5 တွေပါတက်မယ်အဲအဲ့လို idea လေးနဲ့ကစားလိုက်မယ်ပေါ့နော် Knight B7 ဒါပေမဲ့ဆိုတော့သူကကျွန်တော်ခုနပြောသလိုပဲ အဲ့တော့ root grain နဲ့ရှောင်ထားလိုက်ရူရှောင်တဲ့ ID ကတော့ဒီကဘရှော့လာလဲမှာဆိုလို့ပေါ့နော်ဒါဆိုကျ C5 လေးပဲကန်ထားအာရတော့ရပါတယ် C5 ကောင်းတော့မကောင်းရွှေ့လိုက်တာမှားသွားတယ်ပြောရတယ်နည်းနည်းလောသွားတယ် C5 မကောင်းအဲ C5 ဘုန်းတလုံးကြပြီပေါ့နော်အဲ့တော့မစားဘူးဗျအမှန်စားလို့ရတယ်အမှန်စားလို့ရတယ် စားလို့ရသည်လို့လေကျွန်တော်ကျွန်တော်ရွှေ့ပြီးမှတွေ့ရပါတော့ဟိုစားလိုက်လို့ဆိုရင်ဗျာကျွန်တော်ဗာနဲ့စားမယ်ကျွန်တော်နိုင်နဲ့စားလို့မကောင်းဘူးဗျာနိုင်နဲ့စားတော့ပစ္စတိနိုင်ဆိုရင်ကျွန်တော်ပြန်စားရင်ဒီကောင်ကကွင်းကြီးလာစားလို့ရတယ်ဗောနော်အဲဒါကျွန်တော်ရွှေ့ပြီးမှမကောင်းဆိုတော့ကျွန်တော်တမ်းပြီးတော့တိရပါဗောအဲအဲ့တော့လည်းမစားဘူးဗျအဲကြံကောင်းတယ်ဗောနော် Okay အဲ့ကျဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုလို့ဆိုရင်အဲ့ကျဒီမှာမလုပ်လို့ရတယ်ဆိုတော့စားလို့တော့ရတယ်အာစားပြီးသွားလို့ဆိုရင် စာရင် bishop diagonal တော့ပွင့်သွားမယ်ဗျာ bishop diagonal က d5 ဖြစ်ပါထပ်တက်မယ်ဆိုတော့ idea တော့ရှိရရှိရဲ음မစားဘဲနဲ့ဆိုရင်ရောကျွန်တော်ဘာလို့လို့ရနိုင်မလဲကျွန်တော် queen a5 divide တော့တွားလို့တော့ရတယ်အဲ queen a5 တွားလို့ရတယ် queen a5 တွားပြီးတော့음ကစားမယ်ဆိုလဲကစားလို့တော့ရတော့ရတယ်ဗောနော် okay queen a5 တွားရင်တော့ဘာလို့မလဲ g5 တက်ရင်ကျွန်တော် knight က h5 မှာနေလို့ရတယ်ဗောနော် ဒါပြဿနာတော့မရှိတော့မရှိဘူး။ Okay ကျွန်တော် green a5 လေးတွားထားလိုက်မယ်ပေါ့နော်ဒီဘက်ကိုသူရဒီဟိုဟာကိုပြန်ပြီးတော့တိုက်မယ်ပေါ့နော်အဲပြီးတော့ကျွန်တော်ညဒါဒါဒါစားမယ်ဒါစားပြီးကျွန်တော် knight e5 ဒီဘက်ခုံလို့တော့ရတယ်ပေါ့အဲ knight e5 အဖိုးလာလို့ဒါလေးစားလာလိုက်အောင်မယ်နော်လောစတစ်ချက်အဲ knight e5 လေးခုံထားလိုက်မယ်ပေါ့နော် knight e5 ခုံတဲ့ idea ဒါဒီဘက်ထွက်လို့ဆိုရင်ကျွန်တော်စားမယ်ပေါ့ f3 ကိုစားမယ်ပေါ့ ပြန်ကျွန်တော် bishop e6 လေးထွက်ထားလိုက်မယ် bishop e6 ထွက်ပြီးတော့ဒီ c4 လေးကို pressure တစ်ခုပေးထားလိုက်မယ်ပေါ့နော်ဒီလို idea လေးနဲ့ကစားတာဖြစ်ပါတယ် h3 ပေါ့ h3 ကတော့နောက်လက်ကျတော့ f4 တက်မယ်ဆိုတဲ့ idea ပေါ့နော်ဘာကြောင့်လဲဆိုတော့အခုနကနေထားမှာဆိုရင် तू က f4 တက်လို့မရဘူး f4 တက်ဆိုရင်ကျွန်တော် knight g4 ဆားလိုက်လို့ရတယ်အဲ့တော့အခု h3 ကတော့နောက်လက်ကျ f4 ကတေချာပေါက်တက်မယ်ဆိုပြီးကျွန်တော်ပြထားတယ်ပြထားတော့လေကျွန်တော်ရွှေ့တာပေါ့ဗျာ bishop e6 သွားပြီးတော့ဒီကောင်လေးကို pressure ပေးထားလိုက်ရမယ် C4 လေးကို pressure တစ်ခုပေးထားတယ်ဗောနော်95လာတယ်95ကတော့အာဒါ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 စားမရမှာပေါ့နော် queen ကကျန်နေအဲ queen တိတ် queen စားမယ်ဆိုရင်အဲသဘာလို့မလဲပေါ့ queen တိတ် queen ပဲစားမှာပေါ့နော်ကျွန်တော် အစားပဲ queen တိတ် queen ပဲစားမှာပဲ queen တိတ် queen စားပြီးတော့မှာအဲဘာလို့လို့ရနိုင်မလဲဆိုတော့ 음ဒီနားလေးမှာကျွန်တော် rooks လေးတို့ကနောက်တစ်ခါ knight c7 ခွာခွက်လေးချန်လေးရေပေါ့နော် knight c7 ခွာခွက်ချန်နဲ့အာ knight c7 ခွာခွက်ချန်နဲ့ဆိုတော့အဲ့ဒါဒီမှာဘာလို့ကောင်းမလဲမသိ rooks c rooks c အိတ်သွားမယ် rooks c အိတ်သွားမယ်ဆိုလဲအဲဟိုဟာရှိတယ်။ရုတ်ကေစီရိုက်သွားမယ်ဆိုလို့ဆိုရင်လည်းသူကဘာရှိတယ်ဆိုတော့အဲ ရစ်ဂေစီအိတ်ကသူကဘီရှော့ A7 တွေပါစားဖို့တော့ရှိရပါတော့ဘီရှော့ A7 တွေပါလာစားလို့ရတယ်ဒါလေးလည်းကြံတယ်အဲ့ဒါဒီနာလေးနည်းနည်းလေးစဉ်းစားလိုက်ရမယ် night night စားရင်ကောင်းမလား night night စားလို့ဆိုရင်သူကပေါ်နဲ့ပြန်စားမယ်ကြာပြီးတော့ဘီရှော့လေးပြန်ပြီး D7 သွားလို့တော့ရတော့ရတယ်ပေါ့နော်အဲ့လိုကစားလဲရတော့ရတယ်ဆိုတော့အတိုင်းတစ်ခုရှိတာကတစ်ခုရှိတာကဘီရှော့နဲ့စားရင်ကောင်းမလား night night စားရင်ကောင်းမလားဒါအဲ့ဒါစဉ်းစားရတယ်ပေါ့ မစ်ရှော့နဲ့စားတာနဲ့နိုင်တဲ့စားပါကွာလဲပေါ့နော်ဒီ D5 ကနိုင်ကိုအဲမစ်ရှော့နဲ့စားလိုက်မယ်ဆိုရင်တော့သူကပေါင်းနဲ့ပြန်စားဗျာပေါင်းနဲ့ပြန်စားပြီးနောက်မှာအဲနောက်လဲကြောက်ဆိုရင်တော့ကျွန်တော်ဒီ F4 ကတော့တကြပေါ့တက်မှာ F4 တက်ကျွန်တော်နိုင်ကအဲဒီဒီ D7 ကိုပဲပြန်လာမှာပေါ့နော်ဒီပဲပြန်လာမှာ နိုင်နဲ့စားလို့ဆိုရင်ကြတော့လေပုံးနဲ့ပြန်စားဗျာပုံးနဲ့ပြန်စားပြီးတော့မှအဲတော့ကျွန်တော် bishop ကချိန်ခံတာလေချိန်ခံတာကတော့ bishop ကို d7 ပြေးလို့လည်းမရ bishop d7 တော့အဲ့တော့ f4 တက်လို့ဆိုရင်နိုင်ကြီးကြောက်အောင်မယ်ပေါ့နော်အဲ့တစ်ချက်ကလည်းပြန်ချက်တယ်အဲ့ခါကျကျ bishop က bishop c8 ကိုပြန်သွားအောင်ပါမစားဘဲနေလို့ဆိုရင်လည်းကျွန်တော်ကဟိုဘုရားဆိုနိုင်စီစီခုံလို့ဆိုရင်ရောပေါ့နိုင်စီစီခုံလို့ဆိုရင်တော့ဒီမှာလက်ရှိမှာလောဆယ်47ခွားခွားကြီးကျန်နေတယ်ပေါ့နော်ဒါလေးကျန်နေတယ် C7 ခွာခွက်ကိုဘယ်လိုဖြည့်ရှင်ရမလဲဆိုတော့အဲဘယ်ဆောင်လဲပဲစားတာကောင်းမထင်နဲ့ပါနော်ဘယ်ဆောင်လဲစားဘယ်ဆောင်လဲပဲစားတာကောင်းမယ်လို့တော့မြင်ပါတယ်ဘယ်ဆောင်လဲစားတယ်ကျွန်တော် glide square တွေကအားနေသွားမယ်ပေါ့နော်ကျွန်တော်အဲ့ဒါလိုစိတ်ပူနေတာ ာချင်းနည်းနည်းပြီးသွားပြီဗျချင်းနည်းနည်းပြီးသွားတယ်ကျွန်တော်စဉ်းစားကြာသွားပြီဒီနာလေးမှာနိုင်တဲ့စားအာနိုင်တယ်ပဲစားတော့ကျွန်တော်နိုင်တယ်ပဲစားလိုက်ပြီအဓိကတော့အဲ light square တွေအားနေသွားမှာဆိုလို့ပေါ့နော်ကျွန်တော် light square တွေအားနေသွားမကောင်းလို့တော့မြင်တယ်အဲကျွန်တော်ဒါလေးပဲစားလိုက်ပြီဟုတ်ပြီအဲ့ကျ bishop က d7 မှာနေလို့ဆိုရင် f4 တက်ရင်ကြာသွားမှာပေါ့နော် f4 တက်ရင်ကြာသွားမှာဟာလည်းရှိရဲအဲကျွန်တော် bishop က c8 လေးပဲခဏပြန်နေထားမှာပေါ့လက်ရှိကတော့ ဒါ bishop ဒီလာလာနိုင်တယ် bishop b5 ဒီပါလာနိုင်တယ်ပေါ့ bishop b5 လာရင်တော့ sign level လိုက်မယ်ပေါ့နော် bishop d7 နဲ့ပြန် sign level လို့ f4 တက်တယ်ပေါ့နော်ကျွန်တော်တို့ကဒါမှ f4 တက်အနိုင်လာတယ်ဒါဒါစားပေါ့ဒါတော့စားပေါ့ development layer နည်းနည်းတော့အဲပြန်ပြီးတော့ထွက်တော့ထွက်ကောင်းမယ်ပေါ့နော်ဒီနေရာမှာအဲကျွန်တော်ဘာလို့လဲ b6 တွေတက်ပြီးတော့ကစားလို့ရတယ် nice က c5 ကိုသွားလို့ရတယ်ဗျာ nice c5 ကိုသွားလို့ရတယ်အဲ နိုင်ပီ6တွေပါတယ်သွားပြီးတော့အဲဘက်ချက်ဒီ7ထွက်အဲအဲ့လိုလဲပြန်ပြီးတော့စဉ်းစားစဉ်းစားလို့တော့ရတော့ရတယ်ဗောနော်နားဒီမှာသူက2 night က d4 တွေလာနိုင်တယ်ဗျ2 night d4 လာမယ်ဆို e5 လဲတက်နိုင်တယ် e5 တွေတက်ရပါရမှာလဲဆိုတော့ basic လေးတက်ထားလိုက်တာကောင်းမလားမသိ basic တက်ဘက်ချက် b5 ကိုလည်းနဲ့စိတ်ပူတယ်ဗောနော် night c5 လေးအရင်ခုံထားလိုက်မယ်ဗျ e4 လေးကိုချိန်ထားလိုက်မယ်ဘက်ချက် d3 တက်ဘက်ချက် d3 ကတော့အာလဲချိန်တော့အချိန်မီတော့လဲလို့တော့ရတယ်ဘယ်လိုဆိုတော့ အဲလိုတော့မလိုသေးဘူးပေါ့နော်အဲသူလာစားမှာပဲလဲလိုက်မယ်အဲသူလာမောင်းတာတွေပါလေလုံးမှာပဲကျွန်တော်လဲတော့မယ်ပေါ့နော် B4 ပါလာမောင်းမှာလဲမယ်ကျွန်တော် Bishop D7 ပြန်ထွက်ထားအောင်မယ်ကစားကောင်တွေပြန်ပြီးတော့ activate ပြန်လုပ်နေရတာပေါ့နော် Okay ကျွန်တော်ဒီမှာမီးပြတ်သွားတော့ချိန်ကတော်တော်ကျသွားပြီဗျာ Okay အဲ့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုရင်ဘာလို့လို့ရနိုင်မလဲဆိုတော့အာ 肉粒味酸甜麻辣味嘛，肉肉丝粒味酸甜麻辣味。啊，前面挂了挂哦，别，给它那飞姐挂，之前。比夫这里这毛毛呢，这沙毛，这沙毛呗。 အာနိုင်ပြချောင်းအငိမ့်ပဲကူးလိုက်တော့မယ်ဗျာကျွန်တော်မြန်မြန်လေးပဲကူးလိုက်တော့အာအဲ့ဒါလည်းမကောင်းတော့မကောင်းဘူးဗျာမှားပြီ rook c7 ဝင်လာမယ်ထင်တယ်မနာဘူးဗျာလိုင်းတော့စားပလိုက်ဗျာစားပြီးတော့တခါတည်းကူးလိုက်မယ် okay ဗျာပြချောင်းအငိမ့်လေးတော့ပြချောင်းနိုင် minor piece အငိမ့်လေးတော့ကူးလိုက်ပြောနော်အဲဒီနေရာမှာကျွန်တော်ပါလို့လို့ရတယ်ကျွန်တော်နောက်တစ်ချက် h5 ဖြေပါတက်လို့တော့ရတယ် h5 တက်လို့ရတယ်ပေါ့နော် အတူအောဘယ်လိုမျိုးတွေတက်ရှိဆင်မလဲပေါ့နော်လိုင်းရတော့ကျသွားတယ်ဗျာဘယ်လိုဖြစ်လဲမသိဘူး Okay ကျွန်တော်လိုင်းလေးတစ်ချက်ပြန်ပြောင်းလိုက်အောင်မယ်ဟဲ့သူစဉ်းစားနေရတော့ရတယ်ပေါ့နော် ။တရားတော့အဲအငငယ်ရတော့မရှုံးတော့မရှုံးဘောနော်မရှုံးတော့မရှုံးလောက်ဘူးပေါ့သူကလည်းဝင်မို့ခတ်တယ်ပေါ့အဲ့တော့ပြန်ပြီးတော့ဟိုကဖြစ်သွားပြီအဲဒါတော့အငငယ်သူလည်းကူးမယ်ပေါ့နော်အဲကူးမယ်ဆိုတော့ကျွန်တော်ဒီမှာကဘာလို့လုပ်ရမလဲဆိုတော့အဲစာတော့အဓိကကျတော့ H5 တက်လို့ဆိုရင်ဟိုကဖြစ်အောင်ပေါ့နော်ဒါကြောင့်ဒီမှာ ဘယ်လိုဖောက်ရမလဲဆိုတော့เอ่อมะซ่าละมะซ่าเป็ดเตะท้ามาเปียซ่าเนี่ยตึกกินตะกั่วชื่อหยอดเลยวะเนาะอีซิเลยจ่ายก็เอามะล่ะอีซิตะละซันเอ่อกินออฟเซสละ G5 ละจ้ะเอ๊ะซิเลยตะกั่วตะท้ามาเนเนซิโหวีดิ้งมูฟนี่ลงท้ามาวะเนาะเนเนลีအချိန်ဝင်နေတဲ့ဒီဟိုအရင်ကြီးမစင်စားဘဲနဲ့ waiting move တွေတစ်ချက်အရင်လောက်ထားမယ်အဲ့တော့ဒါဆိုရင်တော့သူကအာ okay ဟုတ်ပြီ အဲ့တော့ဒီမှာသူ့ရဲ့ကျွန်တော် picture ကအဲဟိုပါဗောနော်ကျွန်တော် picture က light square ဖြစ်တဲ့အတွက်ကြောင့်သူကသူ့ပုံးတွေကို dark square မှာထားတယ်ဗောနော်အဲဒါကတော့တဘာဝကြပါတယ်အဲ့တော့ဒီမှာထပ်ပြီးတော့ဆဲမယ်ဗောတော့ h4 တိုင်းတော့ကျွန်တော် picture g4 တွေတော့ထိုးလာလိုက်ရတယ်နိုင်နိုင်နိုင်မထွက်နိုင်အောင်တားထားလို့ရတယ်ဗောနော်အဲနိုင်မထွက်တော့နိုင်ထွက်ပဲလမ်းကြောင်းလေးတွေပိတ်ထားတယ်ဗောโอเคတော့ g4 လာတယ်တဲ့ ပြင်းဒီဘွားဝင်စရာတော့မရှိသေးဘူးကျွန်တော် king of 7လေးပဲတစ်ချက်သွားထားအောင်ပဲဗောနော king of 7လေးပဲတစ်ချက်သွားထားလိုက်အောင်မယ်အဲ king e3 ပြန်လာတယ်တဲ့ okay king e3 ကတော့သူကလည်းပြန်ပြီးတော့သူကစားကောင်းတွေပြန်ခေါ်တယ်ကျွန်တော်စားလိုက်လို့ရတယ်စားပြီးတော့အဲ e6 တက်ရင်ဖြတ်ဖြတ်လို့တော့ရတယ်ဖြတ်ပြီးတော့ကစားမလားဗောအဲဒီလားလေးမှာစားဗျာစားရစားလိုက်ပြီ ဖဲကျွန်တော် e6 ပေါ့နော်အဲဒါသူ့ရဲ့ကစားကောင်လေးနည်းနည်းလေးစားရင်တော့ကင်းနဲ့ပြန်စားထားမယ်2 night ကထွက်လို့မရသေးဘူးဖြစ်နေပါတော့ ူကစားတာမကောင်းဘူးသူက9 of 3တွက်တာပဲကောင်းမယ်ထင်တယ်သူတို့ကအချိန်ကတော့2မိနစ်ကျော်ပဲကြာတယ်ပေါ့2မိနစ်15 second ဆိုတော့နည်းနည်းလေးတော့မြန်မြန်တော့ရှေ့ရမယ်ပေါ့အဲ့ဒါ F3 ရဲ့ကျထည့်ရတယ်မစားဘူးကတော့ကျစားလိုက်လို့ဆိုရင်အာပြန်စားပြန်စား ာတရေဖြစ်သွားပြီဗျာသူလည်းဝင်စရာမရှိကျွန်တော်လည်းဝင်စရာမရှိတရေတရေကူးလိုက်တာပုံမြန်မယ်ဗောနော်အဲစာအပြန်စာအပြီးဒါစာဒါစာပြင်ကင်းဝင်ကင်း entry တွေမရှိဘူးဗောနော်တရေဖြစ်သွားတရေပြန်လိုက်တော့မယ်အဝင်စရာပေါက်တွေမရှိဘူးဗောနော်ဒါတရေပဲယူလိုက်တော့မယ် b5 ဗောအဲ့သူပြင်ရဝင်စရာပေါက်မရှိဘူးဗောနော်ဒီမှာလာလဲဝင်လဲမ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 ရအောင် အတီးပဲပေါ့နော်ကြိုက်တာလို့တီးဆိုတော့ကျွန်တော် minus 1ကြာသေးတယ်တော့ a4 တက်လဲဘာမှမထုတ်ကျွန်တော် a6 နဲ့ပြန်ပိတ်ထားလို့ရတယ်ပေါ့ ရှင်းကျင်တာရှင်းလို့ရပါတော့ဒါဘယ်လိုမှဘာမှမဖြစ်ဘူးသူက A4 တက်တဲ့ချိန်မှာကျွန်တော် A6 ကောက်တက်လိုက်လို့ရတယ်အဲဝင်စရာအပေါက်မရှိဘူးသူပြင်လဲဝင်စရာမရှိကျွန်တော်လည်းဝင်စရာမရှိဘူးအဲဘေးဟိုတနည်းအားဖြင့်ပို့လိုက်ရလည်းရတယ် တကြီးကမ်းလှမ်းလိုက်ပါမယ်အမဒါပါ A5 တွေကတက်လာလို့ရနော် A5 တွေပါကျွန်တော်တက်ပေးလိုက်မယ်စားပြန်စားသူပြင်ရဝေးနေပေါ့နော် A5 တွေပါတက်ပေးလိုက် အဲ့လေ तू อ่ะ तू စားမှဖြစ်မှာ तू မစားရင်ဘာမှမဖြစ်ဘူးနော်အဲ့လိုမျိုးအာဒီမှာရောက်ပြားပြီ pre move တွေထိုင်ရွှေ့လာပေးလိုက်မယ်ဆန်အားပါလားအကွက်နဲ့စလားကြိုးရွှေ့လာပေးလိုက်ဒီနားပဲထိုင်ရွှေ့နေအာဒီလောက်ရွှေ့နေလို့ရတယ်အာ50 move လို့နဲ့တရေကြွားပါမယ်ဗောနော် โอเคတေးကြရေပေါ့အဲ့ဒီဘက်ကတော့ဟိုညလုံးအမမရှိလို့ပြောလို့ရမယ်ထင်တယ်ကျွန်တော်ထင်တော့ပဲသွားကျင်သွားကျင်နေရကျွန်တော်ပို့ဝေးလိုက်ကင်းကိုကိုဘက်သွားကျင်လည်းရတယ်အဝင်ဖောက်စရာမရှိဘူးဆိုတော့ဗောနော်အဲဒီမှာအဲကျွန်တော် game pre move လေးထိုင်ရွှေ့လာတိုင်းအဲဒီမှာ အဓိကကအချိန်ကဟိုဖြစ်နေပြီနော်အချိန်မရတော့ဘူးအချိန်မရတော့ကျွန်တော်အဲ့ဒါကြောင့်အမြန်အငင်းကူးရလိုက်ရပါတော့ကျွန်တော်ကပစ်ရှော့နဲ့ဟိုနိုင်နေဆိုလို့ဆိုရင်ကျတော့လေဟိုဟိုတန်နေတိတိလှဲ့တာနဲ့ပါညာဆိုကျွန်တော်အင်္ဂလိပ်မှာအချိန်မလောက်နိုင်ဘူးပေါ့နော်အချိန်မလောက်နိုင်တာဖြစ်တဲ့ကြောင့်အဲ UU session လေးပဲကျွန်တော် special night ကိုစပြီးတော့အဲ တည်ရငင်ကူးလိုက်တယ်ပေါ့အဲ chess ပွဲတွေမှာတချို့အနေထားတွေကကျွန်တော်တို့ခေါင်းမာလို့မရဘူးပေါ့နော်တည်ရဆိုတည်ရကိုလက်ခံလိုက်အဲတည်ရလက်မခံမနဲ့ဖောက်ထိုးဖောက်မထိုးနဲ့ဖောက်ထိုးရှုံးမှာပဲအဲတော့ဒါတည်ရ position ဖြစ်တဲ့ကြောင့်ကျွန်တော်တည်ရပဲယူလိုက်တယ်ပေါ့နော်အဲဒီမှာဆိုရင်ကြီးလိုက်မယ်ကျွန်တော်ဘာလို့ရှိလဲဆိုတော့ပွဲတွေနည်းနည်းပြန်ကြည့်ကြည့်မယ်ဆိုတော့ဆိုရင်ဗျ D4 နဲ့ F6 C4 G6 ဒီနားမှာကျွန်တော်မှားတာဗောနော်အမှန်တော့ဒီနားမှာအဲ့ C5 ကြီးကအမှားကြီးဗောနော်ကျွန်တော်မြင်တော့ဘတ်တူ0စားလိုက်လို့ရတယ်ဗျာစားတဲ့အခါကျတော့ဆိုရင်ကျွန်တော်ဒီနားသတ်စားလိုက်မှာဒါသတ်စားရင်ဒါစားပြန်စားဆိုဒါမှကျွန်တော်တကောင်ကြပါမယ်ဗောနော်ဒါကြီးကကြပါမှာအဲ့ဒါရှုံးသွားမှာအဲ့ကျွန်တော်အဲ့မှာ C5 ကပ်ပြီးသွားမှာကျွန်တော်တွေ့တယ်ဒီချိန်မှာကျွန်တော်ပြန်စားလို့မကောင်းဘူးဗောဒါမှကျွန်တော်နှိမ်သွားရတာပြန်မစားလို့မှာကျွန်တော်ပွန်းနဲ့စားမယ်ဆိုရင်လည်းပဲဆိုတော့ပျော်ရိတ်ပွန်းစားလို့ရတယ် ဟာကျွန်တော်ဒါရက်ပြန်စားလို့မရအောင်အောက်မှာပြန်ချန်တယ်ပေါ့နော်အဲ့ဒါကျွန်တော်နှိမ့်နေပေါ့ဒီနေထားကျွန်တော်ရွှေ့ပြီးမှတွေ့ရပါတော့အဲ့မှာကျ G4 သူကသူလည်းမတွေ့လိုက်ဘူးမသိတော့ကျွန်တော်တစ်ခါနဲ့ Green E5 ပြန်ကူးလိုက်တယ်ဒီဘက် King side ကိုတိုက်မယ်ပေါ့အဲ့တော့ King ပြန်လာစားတယ်ပြီးတော့ Knight E5 လေးခုံလာလိုက်တယ် Bishop E6 လာတယ်သွားစားတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်စဉ်းစားစဉ်းစားရတယ်ဘယ်ဟာကူးမလဲပေါ့ကျွန်တော်ဒီမှာစဉ်းစားတာဗျ Bishop Knight စားလိုက်မယ်ဆိုရင်ကျတော့ဗျပြန်စားပြန်စားပြီးတော့မှသူ့ရဲ့ဒီ light square တွေကဒီကနေဝင်လာမှတွေကျွန်တော်နည်းနည်းလေးစိုးရိမ်နေပေါ့နော် ပြဒီနေရာမှာကျွန်တော် A6 စီပါတက်လို့မကောင်း A6 တက်မယ်ဆိုတော့ဆင်လဲတော့ A4 တက်လာလို့ရတယ်ဗျာ A4 တက်ရင်ကျွန်တော်နိုင်ကအဲဒီ7ပေါင်းပြန်လာအာပြီးတော့လို့ဆင်အကေအဲဒီကောင်လေးတော့ပြန်ကြမ်းတယ်ဗျာ A4 ကဆွတ်တက်လို့တော့မရအောင်နော်ဒီ E4 လေးပြန်ကြမ်းတယ်အဲအနားလေးတစ်ချက်တော့ဝမ်းဖြစ်အောင်အာဒီမှာတော့ဘာမှမရှိတော့ဘောနော်မရှိတော့တော့ကြောင့် ါတော့ကျွန်တော်တရာလုံးဝအဲတည်အန်ကိန်းပေါ့ဒီနားမှာလည်းဒီနားမှာကျွန်တော်တစ်ချက်မှားသွားသေးရမှားသွားသေးရဆိုတော့ကျွန်တော်အဲ Bishop B5 မှာကျွန်တော်တခါလဲအဲ Bishop B5 မသွားဘဲနဲ့တခါလဲနဲ့အဲစားလိုက်ရမှာအဲဒီမှာသူစားတယ်ပေါ့နော်စားကြတော့ Bishop B5 မသွားဘဲနဲ့တခါလဲအရင်စားထားလိုက်တာကျွန်တော်တက်ပို့ပြီးတော့ကောင်းတယ်ပေါ့စားပြန်စားပြီးတော့မှကျွန်တော် Rook လေးဖိုင်ယူထားဒါလည်းကျွန်တော်တာတာတော့မဟုတ်ပေါ့နော်တော့ပြန်ပြီးတော့လာမှာပဲ Rook C3 နဲ့ပြန်ဆိုင်မှာပဲဒါပေမဲ့အဲ့မှာကျွန်တော် Rook C4 တွေပဲလာလို့ရ Rook C4 Rook D4 ပြန်ရှိပါတယ် ဘာမှတော့လုပ်လို့လည်းမရဘူးเนาะဒါပေမဲ့ဟိုအဲ့မှာကျွန်တော်မှားဝါးတဲ့တစ်ချက်ကိုကျွန်တော်ပြမယ်အဲဘလို့မှားဝါးလဲဆိုတော့အဲကျွန်တော် bishop b5 သွားလိုက်တယ် bishop b5 သွားတဲ့အချိန်မှာသူက bishop rook ပြန်ထပ်တယ်ထပ်တဲ့အချိန်မှာတော့ bishop ကျွန်တော် d7 ပြန်လာလိုက်တာအဲ့လိုကြီးကျွန်တော်မှားတယ်လို့ကျွန်တော်ကိုကျွန်တော်မြင်တယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့ အဲ့အချိန်မှာသူက Rooksy 7ဆင်းလာလို့ရတယ်။ Rooksy 7ဆင်းလာလို့ဆိုရင်အဲသူတက်ပို့ပြီးတော့ဟိုကောင်းတယ်ပေါ့။ကျွန်တော်တစားလို့ဆိုရင်သူက7 rank ကြီးဝင်ထားမယ်။ပြီးဘက်ဆောင်နဲ့ပြန်ထိန်းရမယ်။ဒါဘာမှတော့မဖြစ်ဘူးဆိုပေမဲ့ကျွန်တော်ကစားကောင်နဲ့တော်တော်လေး passive ဖြစ်သွားမှာ။အဲဒီ Rook ကလည်းကြွရလို့မရဘူး။ကြွရကျပြီးဆော့ကလည်းကြွရလို့မရဘူး။ပြီး7နေပိုင်းပြန်ရှိရပေါ့။ဟိုနည်းနည်းလေးနိုင်ရောရတာပေါ့ပြောမယ်ဆိုလို့ဆိုရင်တော့သူကစားကောင်က active ဖြစ်သွားကျွန်တော်ကစားကောင်က passive ဖြစ်သွားမှာပေါ့နော်။ဒါလေးတစ်ချက်ရှိရဲ့။အဲ့မှာကျွန်တော်ဒီမှာ Rook နဲ့ပြန်သွားဆယ်လို့လည်းမရဘူး။ Rook နဲ့ပြန်ဆယ်မယ်ဆိုလို့ဆိုရင်လည်းပဲအာ ဒီမှာဆိုလို့ဆိုရင်လည်းသူကဘာလို့လဲရဆိုရင်အဲဒါစားလို့ရတယ်ဗျာဒါစားတဲ့ခါကျရင်တော့အဲဒီလိုပြီးပြန်လာရင်တော့ရတော့ရပါတယ်အဲ့ဒီမျိုးလေးပေါ့အဲဒါဘာမှလုပ်လို့မရနေအောင်လုပ်ထူထူဘာမှလုပ်လို့မရဘူးเนาะအနေထားရတယ်ဒီမှာကျတော့ကျွန်တော်တို့က နိုင်လေးပြန်သွားထားတာကောင်းပါပေါ့နော်အဲဒီနေရာမှာဂိတ်တော့ night buy မသွားဘူးဆိုလို့ဆိုရင်ဗျမထားပါတော့ဒါစားပြန်စားပြီးတော့မှတော့ A4 ပါတက်မယ်ဆိုလို့ဆိုရင်ကျွန်တော်ဘာလို့ကြာ H5 တွေပါရိုက်လိုက်မှာဘာကြောင့်လဲဆိုတော့ဒီကောင်ကိုပြန်ပြီးတော့အဲစားမယ်ပေါ့နော်ဒါစားမယ်ဆိုလို့ဆိုရင်အာကျွန်တော်ကဒီမှာဒါလေးပြန်သွားစားထားလဲရတယ်ဒါမှမဟုတ်လဲဒါလေးပြန်စားထားလဲရတော့ရပါတယ်ပေါ့နော်လေလေလေရတယ် ဟုတ်ပါပြီအဲ့တော့ဒီပွဲလေးကတော့ဒီလောက်ပဲပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့အဲနားမလည်တာမရှင်းတာသိကြရှုရစင်လဲကွန်မန့်လေးမှာမေးမြန်းပါလို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုကတော့လောက်ပါပဲကျွန်တော်ဒီနေ့ကတော့တရည်နဲ့အဆုံးသတ်ခဲ့တယ် minus 1ဖြစ်သွားတယ်ပေါ့ rating ကဟုတ်ပါပဲအဲ့ကျွန်တော်ဒီဗီဒီယိုကိုအစားဆုံးလိုက်အောင်အပေးကြတဲ့တောင်းချင်တဲ့ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆောင်မယ့်အားလုံးပဲကျေးဇူးပါခင်ဗျာ